ိလစ်ပိုင်သမ္မတဟောင်းဒေါက်တာဒေးကို ICC တရားရုံးဖမ်းဆီးနိုင်ခြင်းရဲ့နောက်ွယ်ကအကြောင်းအရာအစင်မဲ့ဖိလစ်ပိုင်သမ္မတဟောင်းဒေါက်တာဒေးကိုဖမ်းဆီးပြီးတော့နိုင်ငံတကာရာဇဝတ်ခုံရုံး ICC တံပို့ဆောင်ခံရခြင်းကိုစုံစမ်းစစ်ဆေးမယ်လို့ဖိလစ်ပိုင်ထက်လွတ်တော်ကတရင်ထုတ်ပြန်ပါတယ်ထူတာဒေးကပြီးခဲ့တဲ့တရင်ပတ်တွဲမှာနိုင်ငံတကာရဲတပ်ဖွဲ့ Interpol ရဲ့ဖမ်းဆီးခြင်းခံရပြီးတော့ ICC တရားရုံးမှာပထမဆုံးအကြိမ်ရုံးထုတ်စစ်ဆေးခံခဲ့ရပါတယ် ူတာတေးကဖိလစ်ပိုင်သမ္မတဖြစ်တာဝန်ယူနေခြင်းတွင်မှမူရစီဝါစစ်ပွဲဆင်နွှဲခဲ့ရာလူပေါင်းထောင်ချီတည်ဆုံခဲ့မှုနဲ့ပတ်သက်ပြီးနိုင်ငံတကာလူခွင့်ရေးဖွဲ့တွေကလူသေးမှုများအတွက်ဆွဲချက်တင်ခဲ့တယ်လို့သိရပါဗျ။ဒူတာတေးဖန်ဆီးခဲ့ရခြင်းနဲ့ပတ်သက်ပြီးဖိလစ်ပိုင်နိုင်ငံအတွင်းမှာသဘောထားကွဲလွဲမှုတွေမြင့်တက်နေပြီးတော့ဒူတာတေးကိုအားပေးထောက်ခံတဲ့သူတွေကဖိလစ်ပိုင်ဆိုရကိုဝေဖန်ပြစ်တင်ခဲ့တယ်လို့သိရပါဗျ။ တကယ်တော့နိုင်ငံတကာရာဇဝတ်တရားရုံး ICC ကဒူတာတီးကိုဖမ်းဆီးပြီးတရားရုံးစုံစမ်းစစ်ဆေးဖို့အတွက်ဒူတာတီးတမရဖြစ်တောင်းယူချိန်ကလေးကကျိုးပန်းခဲ့ပေမယ့်အောင်မြင်မှုမရခဲ့ပဲဖြစ်ခဲ့ရပါတယ်ဖိလစ်ပိုင်နိုင်ငံမှာသမရအပြောင်းလဲဖြစ်ခဲ့ပြီးဖာရီနာမာကော့စ်ဂျူနီယာသမရဖြစ်တောင်းယူခြင်းအစောပိုင်းနှစ်တွေတုန်းကလည်း ဒူတာတင်းကိုဖမ်းဆီးပြီးစုံစမ်းစစ်ဆေးဖို့ ICC ကကြိုးပမ်းခဲ့ပူပေမဲ့အောင်မြင်မှုမရခဲ့ပါဘူး။ဖလစ်ပိုင်နိုင်ငံမှာသမ္မတပြောင်းလဲဖြစ်ပြီးတဲ့နောက်ဖာဒီနန်မာကို့စ်ကသမ္မတဖြစ်တောင်းယူခဲ့ပြီးဒူတာတင်းရဲ့သမီးဖြစ်သူဆာရာဒူတာတေးကဒုတိယသမ္မတဖြစ်တောင်းယူခဲ့ရာဒူတာတင်းကိုဖမ်းဆီးဖို့ငင်းဆန်ခဲ့တာမျိုးဖြစ်ပါတယ်။ ဒါပေမဲ့ဖိလစ်ပိုင်လက်ရှိသမ္မတဖာဒီနန်မာကိုစ်နဲ့ဒုတိယသမ္မတဆာရာဒူတာဒေဂျာအငင်းပွားမှုတွေဖြစ်လာခဲ့ကအပြက်လန်ပြစ်တင်ဝေဖန်မှုတွေနဲ့ရံပတ်အတွင်ဖြစ်လာပြီးတဲ့နောက်ပိုင်းလာပိုင်းကြမှာပဲသမ္မတဟောင်းဒူတာဒေဖန်ဆီးခင်ရတာဖြစ်ပါတယ်ဖိလစ်ပိုင်သမ္မတဟောင်းဒူတာဒေဖန်ဆီးခင်ရခြင်းကဖိလစ်ပိုင်လက်ရှိသမ္မတဖာဒီနန်မာကိုစ်နဲ့ဒူတာဒေရဲ့သမီးဖြစ်သူဖိလစ်ပိုင်ဒုတိယသမ္မတဆာရာဒူတာဒေဂျာကြားပြရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြန်ဆိုင်မှုပြင်ထန်မှုနဲ့ဆန်ရွယ်ပွဲရှိနေပါတယ် ထူတာတီကလည်းရှေ့ချိန်မှာအသက်89နှစ်အရွယ်ရှိနေပြီးတော့ ICC ဖွဲ့ကဖမ်းဆီးစစ်ဆေးခံရတဲ့အာရှတိုက်ခေါင်းဆောင်တွေထဲမှာပထမဆုံးဖမ်းဆီးခံရတဲ့သူပါဒူတာဒေမီသားစုနဲ့လက်ရှိဖိလစ်ပိုင်သမ္မတဖာဒီနမာကုစ်မီသားစုတွေက2022ခုနှစ်တုန်းကမဟာမိတ်တွေဖြစ်ခဲ့ကြပြီးမြတ်နောက်ပိုင်းမှာအပြန်အလှန်ပြစ်တင်ဝေဖန်မှုများနဲ့အငင်းပွားမှုများဖြစ်ခဲ့ရမှာဒူတာဒေမီသားစုကဖာဒီနမာကုစ်ကိုသမ္မတရာထူးကဖေရှားဖို့တောင်းဆိုခဲ့ပါတယ် အပြန်လည်အနေနဲ့ဒူတာတေးရဲ့သမီးဖြစ်သူဆာရာဒူတာတေးကိုဖာဒီနန်မာကို့စ်မီသားစွေနေကအချင်းပြက်လက်စားမှုနဲ့လက်တော်အတွင်းမှာဆွဆွဲပြစ်တင်ခဲ့ပါတယ်။ဒါပြင်ဆာရာဒူတာတေးကဖိလစ်ပိုင်သမ္မတဖာဒီနန်မာကို့စ်ကိုလုံးချက်မယ်လို့ချိန်ချပြောဆိုတဲ့အထိတင်းမာမှုတွေမြင့်တလာခဲ့တာဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာကြားဖြတ်ရေးကပွဲမတိုင်ခင်ပြုလုပ်တဲ့မင်းဆွေစည်းရုံးပွဲအတွင်းမှာလည်းသမ္မတဟောင်းဒူတာတေးကလော်တော်မက်တွေကို ဘုံခွဲတက်ပြစ်မယ်လို့ပြောဆိုခဲ့ဖူးပါရယ်အဲ့လိုမျိုးရင်းပွားမှုတွေဖြစ်နေချိန်မှာပဲမက်ရှလာ၁၇ရက်နေ့မှာဒူတာဒေးကဖလစ်ပါလက်ရှိသမ္မတရဲ့အမိန့်ကြောင့်မနီလာလီစိတ်မှာဖန်ဆီးခင်ရပြီး ICC တရားရုံးထံပို့ဆောင်ဆွဲချက်တင်ခဲ့ရတာဖြစ်ပါရယ်ဒူတာဒေးကိုထောက်ခံတဲ့သူတွေကနိုင်ငံတော်ဆန္ဒပြဖို့တောင်းဆိုထားပြီးတော့ဒူတာဒေးကိုပြန်လွှတ်ပေးဖို့မိခင်နိုင်ငံကိုပြန်ပို့ပေးဖို့တောင်းဆိုနေရလို့သိရပါသေးတယ်။ ။ဖိလစ်ပိုင်နိုင်ငံမှာလာမယ့်မေလ12ရက်နေ့မှာလွတ်တော်ရေကပွဲကျင်းပမှာဖြစ်ရာဒူတာတေဖန်စီခင်ရတာကဖိလစ်ပိုင်နိုင်ငံကိုအခက်အခဲများစွာဖြစ်လာဖွယ်ရှိတယ်လို့လက်ရှိဖိလစ်ပိုင်သမ္မတရဲ့ညီမဖြစ်သူအိုင်မီမာကုစ်ကပြောပါရယ်။ ဖိလစ်ပိုင်သမ္မတဟောင်းဒူတာတေးဖန်ဆီးခင်ရပြီးတဲ့နောက်ဖိလစ်ပိုင်နိုင်ငံတွင်းမှာဆနာပြပွဲအချိန်မြင့်တက်လာခဲ့သလိုဒူတာတေးကိုစန့်ကျင်တဲ့သူတွေကလည်း ICC ရဲ့ဖန်ဆီးမှုကိုအားပေးထောက်ခံနေရလို့သိရပါဗျ။ဒူတာတေးကဖိလစ်ပိုင်သမ္မတအဖြစ်2016ခုနှစ်ကနေ2022ခုနှစ်ထိတာဝန်ယူခဲ့ပူပြီးတော့ဖိလစ်ပိုင်နိုင်ငံရဲ့သမ္မတသမိုင်းမှာအသက်ကြီးဆုံးသမ္မတအဖြစ်အမှတ်တမ်းဝင်ခဲ့တဲ့သူဖြစ်ပါတယ်။ ူတာတေးကတမရဖြစ်တာယူနေချင်းတွင်မှာဖိလစ်ပိုင်နိုင်ငံတွင်မူရင်းစေဝါသုံးဆွဲမှုတွေရောင်းဝယ်သူတွေကိုပြစ်မှတ်ထားပြီးဖြိုခွင်းမှုတွေလှုံ့ဆော်ခဲ့ရမှာကမ္ဘာတဝန်းမှာလူစိတ်ဝင်စားမှုမြင့်တက်ခဲ့တာဖြစ်ပါတယ်ဒူတာတေးကမင်နာတာအိုပြည်နယ်ကနေဖိလစ်ပိုင်တမရအဖြစ်ပထမဆုံးရေကားခံရသူဖြစ်ပြီးတော့ရှေ့နေဖြစ်အသက်မွေးဝမ်းကြောင်းပြုခဲ့သူဖြစ်ပါတယ်။သူကိုမာဆယ်အရက်ဒေတာမှမွေးဖွားခဲ့ပြီးတဲ့နောက်တာဗာအိုမျိုးကိုပြောင်းရွှေ့ခဲ့ကာ၎င်းရဲ့ဖခင်ဖြစ်သူကတာဗာအိုပြည်နယ်အုပ်ချုပ်ရေးမှူးတအူဖြစ်ပါတယ်။ ဒူတာတေကဖိလစ်ပိုင်တက္ကသိုလ်မှာနိုင်ငံရေးသိပ္ပံဘာသာရပ်ကိုလေ့လာခဲ့ပြီးတော့1968ခုနှစ်ကပွဲရခဲ့ပြီး1982ခုနှစ်မှာ San Peter College of Law ကျောင်းကနေဥပဒေဘွဲ့ထမ်းမရရှိခဲ့ပါတယ်။၎င်းကဥပဒေဘွဲ့ကိုရရှိပြီးတဲ့နောက်ဇာဗာအမျိုးမှာရှေ့နေအစိုးရရှေ့နေဖြစ်လုပ်ကန်ခဲ့တဲ့သူဖြစ်ပါတယ်။သူကရှေ့နေဖြစ်လုပ်ကန်ခဲ့ပြီး1986ခုနှစ်ကဖိလစ်ပိုင်နိုင်ငံမှာ People Power Revolution မှာပါဝင်ခဲ့ပြီးတဲ့နောက်ဇာဗာအမျိုးတော်ဝင်ဖြစ်မှနှစ်ပေါင်းများစွာ22နှစ်ကြာတာဝန်ယူခဲ့သူပါ။ ဒူတာတီက2016ခုနှစ်ကကျင်းပတဲ့ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲမှာဆက်စည်ရင်ပွဲမှာဦးဆောင်ပါဝင်ခဲ့ပြီးအနိုင်ရရှိခဲ့တဲ့သူပါသူကသမရာဖြစ်တောင်ယူနေခြင်းအတွင်းမှာရာဇဝမှုတွေအကျဉ်းပြလာစားမှုတွေနဲ့တရားမဝင်မှုရဲ့စေဝါသုံးဆဲမှုရောင်းဝယ်မှုတွေကိုအဓိကထားလှောင်ဆောင်ခဲ့သလိုကွန်မြူနတီလက်နက်ကိုင်ဖွဲ့တွေအကြမ်းမတိုက်ခိုက်မှုတွေကိုအရှိန်မြှင့်လှောင်ဆောင်ခဲ့ပါတယ် ဒူတာဒေကဖိလစ်ပိုင်နိုင်ငံထဲမှာဖက်ဒရယ်စနစ်ပြောင်းလဲဖို့စီစဉ်ခဲ့ပေမဲ့အောင်မြင်မှုမရခဲ့ပဲအငင်းပွားမှုတွေဖြစ်ခဲ့ရပါတယ်။ဒူတာဒေကဖိလစ်ပိုင်နိုင်ငံကြီးလောကမှာပေါ်ပူလာဖြစ်စွနိုင်ငံသမားဖြစ်သလိုအညူသားရွာတဲ့ဦးလည်းဖြစ်ပါသေးတယ်။သူကသမရဖြစ်တောင်းယူခြင်းအတွင်းပြည့်ပြတ်သားသားလောက်ကိုင်းခဲ့တဲ့အတွက်လူခွင့်ရေးဖွဲ့ရဲ့ဝေဖန်ပြစ်တင်မှုတွေကိုမကြာခဏရင်ဆိုင်ခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။ ဒူတာဒေကဖိလစ်ပိုင်တမရသမိုင်းမှာပိုင်ဆိုင်မှုတွေကိုလူသိရှင်ကြားကြေညာခြင်းမရှိတဲ့ပထမဆုံးတမရဖြစ်ခဲ့သလို၎င်းကို ICC တရားရုံးကစုံစမ်းစစ်ဆေးဖို့ကြိုးပမ်းတဲ့အချိန်မှာ ICC တရားရုံးဖွဲ့ဝင်နိုင်ငံဖြစ်ကနေဖိလစ်ပိုင်နိုင်ငံပါဝင်မှုကိုနှုတ်ထွက်ခဲ့တဲ့သူဖြစ်ပါတယ်။ သူကငယ်စဉ်ကလေးဘဝတော့ငါကက်သလစ်ဘာသာရေးဆရာရဲ့လိမ်မိုင်းဆရာကျွလွန်ချင်းခင်ရာဖူသူဖြစ်ပြီးတော့ဒါဗာမျိုးတော်ဝင်ဖြစ်တောင်းယူနေခြင်းတွင်မျိုးရင်းရဆွေးမှုတွေရော်နေပါပြဖို့နဲ့စီးပွားရေးပုံမှန်ကားမှာဆန်းဆောင်နိုင်ခဲ့တဲ့သူဖြစ်ရမှာလက်ရှိချိန်ထိဒါဗာမျိုးခန်တွေရဲ့အားပေးထောက်ခံမှုကိုအပြည့်အဝရရှိထားတဲ့သူလည်းဖြစ်ပါတယ် ဒူတာတေးကဖလီပိုင်နိုင်ငံကိုဖက်ဒရယ်ဆိုရစနစ်ကိုအသွင်ကူးပြောင်းဖို့နဲ့ဗဟုအချုပ်မှုစနစ်ရောချဖို့အတွက်လိုလားသူတူလည်းဖြစ်ပါသေးတယ်။ဒူတာတေးသမ္မတဖြစ်တောင်းယူနေချိန်တွင်ဖလီပိုင်နိုင်ငံရဲ့နိုင်ငံရေးမှူးဝါဒတွေကလိုလတ်တဲ့နိုင်ငံချိုင်းမှူးဝါဒတွေကိုကျင့်သုံးခဲ့ပြီးဖြီးပါနိုင်ငံတွေရဲ့ဂျောင်းဝင်ဆက်ဖက်မှုတွေကိုညှင်းဆန်ပေးချခဲ့သူဖြစ်ကတရုတ်နိုင်ငံရဲ့ကောင်းမွန်တဲ့ဆက်ဆံရေးကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ လက်ရှိတမ်းမဖိလစ်ပိုင်တမရဖာဒီနမာကော့စ်ဂျူနီယာလက်ထက်မှာတော့တရုတ်နိုင်ငံနဲ့ဆက်ဆံရေးတင်မာခဲ့ပြီးတောင်ကျိုးပင်လယ်ရေနဲ့ပတ်သက်ကထိတိုက်တွေ့ဆုံမှုဖြစ်ပွားခဲ့ပါတယ်။ထူတာတေကဖိလစ်ပိုင်တမရဖြစ်တောင်ယူနေခြင်းအတွင်းမှာ2019ခုနှစ်တုန်းကအထက်ကနိုင်ငံရေးသမားဖြစ်တဲ့ဂယ်ရီအလက်ဂျန်ဒိုရဲ့လှော်ဒရာတွင်ဆွဆွဲပြစ်တင်ခံရဖူးပေမဲ့အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒူတာတေက2022ခုနှစ်မှာသမရယာဒူကနေအနားယူခဲ့ပြီးတော့မြို့တော်ဝင်ဖြစ်နေပေါင်း20ကျော်ကြာတာဝန်ယူဘူးတဲ့ဒါဗောင်မြို့ကိုပြန်လာပြီးလူမသိသူမသိပုံစံမျိုးနဲ့နေထိုင်ခဲ့ပါတယ်။၎င်းကတမရဖြစ်ကအနာယူပြီးတဲ့နောက်အေးစေးစွာနေထိုင်ခဲ့ပေမယ့်ဖိလစ်ပိုင်အောက်လွှတ်တော်ဥက္ကဋ္ဌမာတင်ရိုမြူတက်ရဲ့ခေါင်းဆောင်မှုကြောင့်ဒူတာတေးမိသားစုနဲ့ဖိလစ်ပိုင်တမရဖာဒီနန်မာကုစတူနီယာမိသားစုအမတ်တွေကြားမှာအငင်းပွားမှုတွေဖြစ်လာချိန်မှာတော့ပါဝင်ဆက်နွယ်လာခဲ့ပါတယ် ဒူတာဒေကသမီးဖြစ်သူဒူတရတမရဆာရာဒူတာဒေနဲ့ပတ်သက်ပြီးဖိလစ်ပိုင်တမရအပြင်ဖိလစ်ပိုင်တမရရဲ့ဆွေမျိုးတော်ဆက်တဲ့ဖိလစ်ပိုင်လွှတ်တော်တာဝန်ရှိရသူတွေကိုလူသိရှင်ကြားဝေဖန်ပြတင်တာတွေလုံဆောင်ခဲ့ပါတယ်။ဒူတာဒေကဖိလစ်ပိုင်တမရဖြစ်တာယူခြင်းအတွင်းမှာလည်းဆုံးဖြတ်ထားတဲ့အရာတွေကိုပြပြတသားလုံးကန်ရဲတဲ့တမရတို့အဖြစ်လူသိများခဲ့သလိုလက်ရှိချိန်မှာလည်း ICC ရဲ့ဖမ်းဆီးခံရခြင်းနဲ့ပတ်သက်ပြီးတာဝန်ယူခြင်းတာဝန်ခံခြင်းလုံဆောင်မယ်လို့ကတိပြုထားပါတယ်။ ဒူတာတေကဖိလစ်ပိုင်နိုင်ငံမှာလူကြိုက်များတဲ့ဂါဇာတူဖြစ်နေရာ ICC ဖွဲ့ကဖမ်းဆီးထံရချင်းကလက်ရှိဖိလစ်ပိုင်သမ္မတဖာဒီနန်မာကုစ်ဂျူနီယာမိသားစုနဲ့ဒူတာတေမိသားစုကြားမှာထိတိုက်တွေ့ဆုံမှုတွေအငင်းပွားမှုတွေပုံမှုဖြစ်လာဖွယ်ရှိနေပါတယ် လက်ရှိဖိလစ်ပိုင်တမရာဖာဒီနာမာကုစ်ကတမရာဖြစ်တောင်ယူတဲ့အစောပိုင်းကာလတွေမှာဒူတာဒေးကို ICC တရားရုံးကဖမ်းဆီးဆစ်ဆေးမဲ့အစီအစဉ်ကိုညှင်းဆန့်ခဲ့ဖူးပေမဲ့ဒူတာဒေးရဲ့သမီးဖြစ်သူဆာရာဒူတာဒေးနဲ့အငင်းပွားမှုများပြိုပုံမှုဖြစ်လာပြီးချိန်မှာဒူတာဒေးကို ICC တရားရုံးကဖမ်းဆီးအောင်ခွင့်ပြုပေးခဲ့ခြင်းဟာပါရိုက်ခံရလို့နားပြန်ကြိုက်လာလိမ့်သလားဆိုတာကိုမေးခွန်းထုတ်စရာဖြစ်နေတာပဲဖြစ်ပါတယ်။